ယူဖာဘက်ဖိုင်နိုင်ငံခြေဆိုင်ဒိုင်းရိုက်ကြီးဒိုင်းရိုက်ဆော့နိုင်တဲ့အော်တိုဝက်ဆိုက်ကြီးဘလုံးအပြင်အကစားပေါင်းစုံကိုဆော့မလားဆလော့ဆော့မလားဒိုင်းရိုက်ကာစီနိုတွေကိုဆော့မလားဘယ်ရောက်နေမှာတို့အတွက်လဲအနည်းဆုံး၁၀ဘက်ကနေစပြီးတော့ရှယ်တီးလို့ရပြီနော်ပိတ်ခန်းလုံးဝမရှိ စိတ်ကြိုက်တွင်စိတ်ကြိုက်ထုတ်ကြာရကိုင်းလုံးယုံကြည်စိတ်ချရပြီးတော့ဘောလုံးပွဲစဉ်တွေကိုလည်းအခမဲ့ကြည့်ရှုနိုင်တယ်။ယူဖာဘက်ညီကိုအားလုံးမင်္ဂလာပါနော်ဆော့ကာတစ် YouTube channel ကနေကျွန်တော်ကြိုဆိုလိုက်ပါတယ်เนาะဘလုံးရာသီလည်းပြီးဆုံးသွားပြီညီကိုတို့အနေနဲ့နောက်နေ့ဘလုံးရာသီမစခင်ဗျာเนาะနောက်နေ့ဆိုတော့ကျွန်တော်ဒီ၈လပိုင်းပါ၈လပိုင်းဘလုံးရာသီမစခင်ကျွန်တော်ဒီဂျားကာလာမှာကံမပွဲစဉ်တွေရှိပေါ့เนาะအဲ့ပွဲစဉ်တွေကတော့ကျွန်တော်ခုဆိုရင် national league ပေါ့ national league ဆိုရင်အမျိုးသားလိရောအမျိုးသမီးလိရောရှိရပါတော့ပြီးကမ္ဘာပလာခြေစစ်ပွဲရှိမယ် FIFA Club World Cup ပွဲစဉ်တွေရှိမယ်ပေါ့เนาะအားကြောင့်ကျွန်တော်ဒီနေ့ စိတ်ကြိုက်တပွဲကောင်းပေါ့နော် National League မြို့သမီးလီတွေအားမှာနောက်ဆုံးအုပ်စုပွဲစဉ်တွေအားမှာကျွန်တော်စိတ်ကြိုက်တပွဲကောင်းရွေးချယ်ထားရှိပါတယ်เนาะအဲ့ဒါတော့ကျွန်တော်ဒီအုပ်စု3ပေါ့အုပ်စု3တွေအားမှာပေါ်တူဂီနဲ့ဘယ်ဂျီယံပွဲစဉ်ပေါ့နော်အဲအုပ်စုကျွန်တော်ဒီအုပ်စု3တွေမှာဆိုရင်စပိန်တင်း12မက်ပေါ့နော်အင်္ဂလန်တင်း10မက်ဆိုတော့အဆင့်1နဲ့2ကတော့ကျွန်တော်နောက်တစ်ဆင့်တက်ဖို့အတွက်လူလူကျွတ်ကျွတ်ခွင့်လူကျွတ်ဖြစ်သွားပြီပေါ့နော် ပြီးအောင်ကျွန်တော်ဒီပေါ်တူဂီနဲ့ဘယ်ဂျီယန်ဆိုရင်တော့ပေါ်တူဂီတင်းရ၄မှတ်ဘယ်ဂျီယန်၃မှတ်ဆိုတော့နောက်ဆင့်တက်ဖို့တဲ့တော်တော်လေးရုန်းကန်မှာတင်းရပါเนาะကျွန်တော်ဒီအုပ်စု၃ဟာကျွန်တော်ဒီ play off ပြန်ကန်းမှာပါဗျာเนาะ play off ပြန်ကန်းမှာဆိုတော့နောက်ဆင့်တက်ဖို့တဲ့အခွင့်အရေးရှိပါเนาะဒီကောဒီအဆင့်၃နေရာရမယ်ဆိုရင်ပေါ့เนาะနောက်ဆင့်တက်ဖို့တဲ့အခွင့်အရေးရှိတယ်အဲ့ဒါကြောင့်ဒီနေ့ပွဲရတော့အပြိုင်ဆိုင်ဖြစ်မယ်လို့ကျွန်တော်တော့မြင်မိတယ်ပေါ့เนาะကျွန်တော်ဒီကြေးလေးတွေတော့ပေါ့เนาะကျွန်တော်ဒီပေါ်တူဂီနဲ့ဘယ်ဂျီယန် ွဲစင်ပေါ့နော်ပိုတူဂီကအင်ဂွင်းဖြစ်တယ်တေရှုံးပေးထားတယ်ပေါ့နော်ပြီးကိုပေါင်းစီကနှစ်ရှုံးပေါ့ကျွန်တော်ကဒါမလေးချင်းနဲ့ညီကိုတို့ပြောပြတာပေါ့နော်ညီမချင်းနေနဲ့ဆိုရင်တော့ကျွန်တော်ဒီတလုံး +80 ဖွင့်ထားတယ်ပေါ့နော်ပိုတူဂီကပြီးရင်ကျွန်တော်ကိုပေါင်းစီဆိုရင်နှလုံး minus 80လောက်တိတော့ဖွင့်ထားတယ်ပေါ့နော်ဒါကြောင့်ကျွန်တော်ဒီပိုတူဂီနဲ့ပဲဂျီယန်ပွဲစင်ရဲ့ဟတ်တူဟတ်တွေသွားမယ်ပေါ့နော်ပဂျီယန်နဲ့ပေါ်တူဂီကတော့ကျွန်တော်ပဂျီယန်အင်ဂွေးပေါ့နော်ပဂျီယန်အင်ဂွေးကိုကျွန်တော်ဒီ2025ပေါ့နော်အဲဒီလဒီနှစ်ထဲပေါ့နော်နှစ်လပိုင်းမှာကန်ထားတာတော့ကျွန်တော် ခြေဖွင့်ခဲ့ပေါ့ခြေဖွင့်ခဲ့ရတော့ကျွန်တော်ဟက်တီကအနေနဲ့ကတော့ကျွန်တော်ဒဲခြေပဲဖွင့်ပေးပေါ့နော်ဘယ်ဂျီယန်အင်ကွင်းမှာကျွန်တော်တို့ပေါ်တူဂီကိုနဲ့ကန်နီပွဲစဉ်ကိုဒဲခြေပဲဖွင့်ထားတယ်အဲ့ပွဲစဉ်မှာတော့ပေါ်တူဂီကပဲနိုင်သွားတယ်ပေါ့နော်ဇီဝမ်းရတယ်လေပေါ့နော်နောက်ဆုံးကျွန်တော်ဒီ2020တွေ့ဆုံမှုပေါ့တွေ့ဆုံမှုမှာဆိုရင်တော့ကျွန်တော်တို့ပေါ်တူဂီအင်ကွင်းပေါ့နော်ပေါ်တူဂီအင်ကွင်းမှာပြန်ဖွင့်တာတော့ကျွန်တော်တီ90ရှုံပဲဖွင့်တယ်ပေါ့နော်ပြီးွားရင်ကျွန်တော်တို့ဒီ2020လုံးကလည်းပေါ်တူဂီအင်ဂျင်မွေးဖွင့်တဲ့ကြီးကတော့တေရင်90ပဲဖွင့်ထားရပေါ့နော် ကျွန်တော်ဒီဒါကြောင့်ဒီနေ့ကျွန်တော်ဒီအပြည့်ရှုံးဆိုတဲ့ကြီးကကျွန်တော်ပေါ်တူဂီပေးနေကြကြီးထက်တော့ကျွန်တော်ပြောမယ်ဆိုပို့တော့ပြင်းတယ်ပြင်းတယ်ဆိုတာလည်းကျွန်တော်အင်္ဂလိပ်လည်းဖြစ်နေတယ်နောက်ဆက်တက်ဖို့လည်းကျွန်တော်အမတ်လိုနေတဲ့အတွက်ဒီပေါ်တူဂီပေးထားတဲ့ကြီးကကျွန်တော်မှန်နေလို့လို့ကျွန်တော်တော့ကျွန်တော်ရဲ့အမြင်ပေါ့နော်ကျွန်တော်ဒီပေါ်တူဂီဖွင့်တဲ့ကြီးကလုံးဝ အနိုင်ပုံစံမျိုးထိသွားလောက်မယ်လို့ကျွန်တော်ထင်မိတယ်။ဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီကြေးပြန့်ဖွင့်ခဲ့ရကြီးမယ်ဆိုရင်တီ90လောက်ပဲပြီးခဲ့တာပေါ်တူဂီအင်ကွင်းမှာဆိုရင်ပေါ့နော်။ဒါကြောင့်ဒီပေါ်တူဂီအနိုင်လဲလိုအပ်နေရဲ့ရမှတ်လဲလိုအပ်နေလဲအတွက်ကျွန်တော်ဒီပေါ်တူဂီဖွင့်တဲ့ကြေးကတော့ကြီးမှန်နေလို့ပြောလို့ရပါပေါ့နော်။ကျွန်တော်ဒီကိုပေါင်းစီပေါ့ကိုပေါင်းစီဆိုရင်တော့ကျွန်တော်ဒီနှလုံးမိုင်းနဲ့ တရားရှုံးပေါ့နော်နှလုံးမိုင်းနဲ့တရားရှုံးပြီးမယ်ကျွန်တော်ဒီတစ်ခါကျွန်တော်နောက်ဆုံးတွေးဆမှုတွေမှာဆိုရင်တော့ဒီချိန်မဲ့ကိုပုတ်ကိုထားပေါ့နော်ဒီနေ့တင်းတွေးဆမှုမှာဆိုရင်ကျွန်တော်ပြီးွားတဲ့ပွဲက Z1 and 21ဒီချိန်တော့ပေါ်ထားမယ်ပြီးရင်ကျွန်တော် Z1 11 Z1 ဆိုပြီးပြီးွားရပေါ့နော်အဲ့ကြောင့်ဒီဂိုပေါင်းစည်းအနေနဲ့ကတော့ကျွန်တော်တိတ်တော့သဘောမကျဘူး body အနေနဲ့ကတော့ကျွန်တော်ပေါ်တူဂီရဲ့ဖွင့်ထားတဲ့အကြီးကိုတော့ကျွန်တော်သဘောကျရပြဒီတေပြေရှုံး ဂျီယာကျွန်တော်ရင်အဖွင့်တဲ့တေး90ရှုံးထက်ကိုပုံပြီးပြင်းတယ်ကျွန်တော်ပြောသလိုဆိုရင်ပေါ်တူဂီရာမက်လိုနေတယ်ဒါကြောင့်ဒီနေ့ပွဲကိုလုံးဝအနိုင်ကံမယ်လို့လို့ထင်တယ်ပေါ့နော်ကျွန်တော်ဒီမျိုးသမီးပွဲစဉ်ကြီးဂျီယာတော့ကျွန်တော်အမျိုးသားပွဲစဉ်တွေထဲတော့ပို့ပြီးတော့တက်ကြွရပေါ့ဗျာပြောမယ်ဆိုရင်တော့ပြိုင်ဆိုင်မှုကစားပုံအားတွေကလုံးဝကွာခြားမှုရှိပေါ့နော်ဒါကြောင့်ကျွန်တော်စိတ်ကြိုက်တပွဲကောင်းအနေနဲ့ရွေးချယ်ပေးတာတော့ညီကိုတို့အတွက်ကျွန်တော်ဒီပေါ်တူဂီအနိုင်ပေါ့နော်ပေါ်တူဂီလုံးဝအနိုင် နောက်တစ်ဆင့်တက်ဖို့အတွက်အနိုင်လုံးဝကန်သွားမယ်လို့ကျွန်တော်ကတော့ကျွန်တော်ရဲ့အမြင်သုံးသပ်ချက်ကတော့ကျွန်တော်ပေါ်တူဂီအနိုင်ရောသဘောကျရပြီ